ပြီးရင်ဂျုံနဲ့ကောင်နဲ့ဟိုတယ်ရောက်ကြကောတဲ့မဟုတ်ဘူးလားမငင်းနဲ့အမှန်နေရလို့ဆိုကိုယ်တိုင်သိဆုံးပဲဘာလဲဟိုဟိုတယ်သွားရပါတယ်ဆိုပြီးတော့ဘလော့တွေတင်နေလို့လားကောင်မလေးကအဲ့လိုမျိုးရိုက်ပြီးတော့ဟိုတယ်သွားရဇက် RTN မျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်ဆောင်ရေးအတွက်အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါတယ်ရှင့်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင့် ပြီးရင်ဂျုံနဲ့ကောင်နဲ့ဟိုတယ်ရောက်ကြကောတဲ့မဟုတ်ဘူးလားမငင်းနဲ့အမှန်နေရလို့ဆိုကိုယ်တိုင်သိဆုံးပါတယ်โอเคဟာ who are you talking about about me me going to hotel with guy do you know me i don't even know you ဒီလိုမျိုးကောမမန့်နေဆိုတော့ဘာလဲ မျက်စိနဲ့တက်အမြင်လို့လာပေါ့နော်ဟိုတယ်သွားတာ။ဒါမှမဟုတ်လေဘာလဲဟိုဟိုတယ်သွားတာပါတယ်ဆိုပြီးတော့ဘလော့တွေတင်နေလို့လားကောင်မလေးကအဲ့လိုမျိုးရိုက်ပြီးဟိုတယ်သွားတယ်ဘသူနဲ့သွားရပါညာဆိုတင်နေလို့လား။အဲ့လိုမြင်လို့လား။ဒါမှမဟုတ်လေဟိုတယ်တဲ့ဝင်သွားတာမျက်လုံးနဲ့တက်တက်မြင်လိုက်တာလား။ဒါမှမဟုတ်ကိုကိုတိုင်းတွေ့ကြုံရှိရလားပေါ့နော်ကိုကောင်မလေးပဲဖြစ်ဖြစ် page အရင်ပြတ်သွားရင်ဈာပဲဖြစ်ဖြစ်အဲ့လိုမျိုးတခြားတယောက်နဲ့ဟိုတယ်သွားတဲ့အတွေ့အကြုံအဲ့လိုမျိုးရှိခဲ့ရလားပေါ့ တေချာတော့မသိဘူးเนาะဒီလိုမျိုးလာမှန်းနေဆိုရဲဟောဒီတိုင်းတမင်တက်တက်ကြီးဘလိန်ကျင်လို့လာမှန်းတာလားဒါမှမဟုတ်စိတ်တန်ရတခုခုရှိနေလို့လားဗောနတေသေးရှာရှာမသိပြင်မဲ့ကိုယ်အနေနဲ့ဆိုရင်တော့လေဒီမှာတွေ့နေမြန်မာမြန်မာမလေးတော်တော်များများပေါ့เนาะမြန်မာတွေတော်တော်များများဒီအလုတ်ချိန်နေစာလေးလာချိန်နဲ့အချိန်ပိုးတွေနဲ့ဟုတ်လို့ ဟိုတယ်ကိုအများတိုင်းဟိုတယ်ဟိုတယ်သွားဖို့အချိန်အောင်မှမရှိကြတဲ့လူတွေများရယ်ပေါ့နော်ဟိုကိုအနေနဲ့ဆိုရင်တော့တခါမှမတွေ့သေးဘူးအဲ့လိုမျိုးကိုကပဲသူများအကြောင်းအလောက်ထိစိတ်မဝင်စားလို့လားတော့မသိဘူးနော်ကိုရဲ့ပတ်ဝန်းကျင်မှာရှိနေမြန်မာပြည်တော်တော်များများတော့သူပန်းနိုင်နေသူသူရည်ရွယ်ချက်နဲ့သူသူစူးစမ်းမှုနဲ့သူပေါ့နော်အလုံးရှုံနေကြတာများတယ်ဟိုတယ်သွားရလောက်တဲ့ချိန်လဲအားအားရရဖြစ်မနေကြဘူးပေါ့နော်ဂျပန်မှာအဲတော့ တဘူတကိုင်ဟိုတယ်တော့သွားစီရမလို့တကယ်ဆိုရင်လေဒီမှာအကုန်လုံးကတယောက်ထဲနေရတဲ့လူတွေများတယ်တယောက်တစ်ခန်းတယောက်တည်းအဲလိုမျိုးအပါမန့်နေကွန်ဒိုတွေမှာနေရတဲ့လူတွေများတယ်ဟိုတယ်ကိုတဘူတကိုင်သွားစီရမလို့တော့ပေါ့နော်ဒီကောင်မပိုင်ရှင်ဘယ်ခက်ကလာတာလဲတော့မသိဘူးအေးကိုခေါ်လိုက်တာနဲ့ရပြီဒါရှင်းပြတာမဟုတ်ဘူးနော်အမှန်တိုင်းပဲပြပြတာယုံကြည်မှလည်းယုံမယ်မယုံကျင်လည်းမယုံယုံကျင်မှလည်းယုံမယ်ဒီ2025ရင်းမှာဂျပန်ရောက်နေတဲ့ကောင်မလေးတွေဂျပန်ရောက်တဲ့ဟိုတယ်သွားကြရလို့ထင်နေတော့အဲ့ဒီအတွေးခေါ်ကတော်တော်လေးကို ကိုအနေနဲ့ကြည့်မယ်ဆိုရင်တော့အရင်ခင်နောက်ကြနေပြီလို့ပဲပြောချင်တယ်ပေါ့နော်။အရင်ကနေကောင်မလေးဟိုတယ်သွားရဲဆိုလဲလေ။ကျုံရလူနဲ့ဟိုတယ်မသွားနေပါဘူး။ကျုံရလူနဲ့ဟိုတယ်မသွားနေပါဘူး။ကိုတကယ်ချစ်တဲ့လူကိုတကယ်သဘောကျတဲ့လူကိုလက်ထပ်ဖို့ရည်ရွယ်ထားတဲ့လူနဲ့ပဲဟိုတယ်သွားတာပါ။ပြောချင်တာကျုံရလူနဲ့ဟိုတယ်သွားနေရဲဆိုလို့ပေါ့နော်။အဲ့ဆိုဘာလို့ပြင်ပြင်မမအလုပ်တွေလုပ်နေတော့မှလဲ။မလုပ်တော့ဘူးလေ။အဲသူတို့ပေးတဲ့ ဟိုလိုကြုံရကောင်နေပေးတဲ့ sponsor ကပတ်စံနေယူပြီးတော့ပဲအဲတထေးမကြီးပဲလုတော့မှာပေါ့ပြင်ပြင်မမှန်ချိန်ပို့ရစင်းညဘက်စစ်စနိုင်စစ်စနိုင်မှအိမ်ပြန်အဲအဲ့လိုမျိုးဘာလို့လုတော့မှာလဲတကယ်တော့လိုချင်ဂျပန်မှာ sponsor တထေးတွေအများကြီးပဲပေါ့နော်အဲ့တော့အဲ့လိုတွေပဲယူပြီးချိန်ပြီးတော့ပဲတထေးမကြီးလုတော့မှာပေါ့နော် so အကောင်လုံးကသူခံယူကြတဲ့သူပါအားလုံးပတ်မရမ်းမှလည်းပေါ့နော် အဲ့ဘသူမှအလွယ်လန်းနေဖြက်လန်းနေလိုက်ပြီးတော့ကျုံရကောင်းတဲ့ဟိုတယ်မသွားနိုင်ပါဘူးဂျပန်လာတဲ့ဆိုတော့ဖြစ်ချင်တာတွေလုပ်ချင်တာတွေအများကြီးပဲပေါ့နော်ဂျပန်လာတဲ့ဂျပန်ပြန်ငါဘာလုပ်မယ်ငါဘာဖြစ်ရမယ်ငါပတ်စံဘလောက်စုမယ်အဲအဲ့လိုမျိုးပေါ့နော်ငါဘာဝယ်ခြင်းနဲ့ဘာလုပ်ချင်တယ်ဆိုတာရီမန်းချက်တွေနဲ့လာကြတဲ့လူတွေပဲပေါ့နော်အဲ့တော့ဒီဗီဒီယိုကအဲ့လိုမသွားပါဘူးဆိုပြီးဇွတ်ရှင်ပြန်ဇွတ် innocent လုပ်ပြတဲ့ဗီဒီယိုမဟုတ်ပါဘူးအမှန်တရားကိုပြပြတာပါယုံကျင်ယုံနာမယုံနာလဲ I don't care ပါ no problem မှာကိုအနေနဲ့ပြောရမှာဆိုတော့အဲ့လိုမျိုးလိုက်ပြီးအဟိုတယ်သွားတာတို့မသွားဘူးတို့ဘာလုပ်တယ်ညာလုပ်တယ်ဆိုအပေါ်မှာလိုက်ပြီးတော့ wave fan နေမှာမဟုတ်ကိုကိစ္စမဟုတ်လေတည်လားအဓိကကိုတော်ဝင်ကိုယူနိုင်ရပြီဟိုတယ်သွားပြီဆိုလဲအဲဒီဟိုတယ်သွားတဲ့ဘောနောကောင်းကျိုးရှိမယ်ဆိုးကျိုးရှိမယ်ဖြစ်လာမယ်အကျိုးဆက်တွေကလုံးကိုကိုတော်ဝင်ယူနိုင်ရကိုရွေးချယ်လိုက်တဲ့လမ်းကြောင်းတစ်ခုကိုကိုကိုနဲ့တော်ဝင်ယူနိုင်တယ်ဆိုလို့ရှိရင်အဲဒီပုံမှာ ဝေဖန်နေစရာလည်းမလိုကိုနဲ့လည်းမဆိုင်ဘူးပေါ့နော်အဲ့တော့ကိုနဲ့မဆိုင်တဲ့ကိစ္စတွေကိုကိုအနေနဲ့ဆိုရင်တော့အယုံနဲ့မထည့်ဒီလိုမျိုး comment လိုက်မှန်းမို့ဆိုတော့အဝေးကြီးပဲပေါ့နော်ဒါပေမဲ့တေချာတစ်ခုကတော့ဂျပန်မှာရှိနေကောင်မလေးတိုင်းဟိုတယ်မှာသွားနေပါဘူးတရားရခိုင်နှုံးကြီးအကုန်လုံးကဟိုတယ်သွားပြီးဂျပန်ကောင်လေးနဲ့အိမ်နေကြရလို့မတွေးစေချင်ဘူးပေါ့နော်အဲ့လိုမျိုးပြောလို့အပြောကြည့်တာမဟုတ်ဘူးနော်ဒီလိုကိစ္စမျိုးကြီးကြတော့လေ အဲ့လိုမျိုးလိုက်ပြီးရှင်းပြနေဖို့မလိုဘူးလို့ထင်တယ်ပေါ့နော်အဲငါမသွားပါဘူးလို့ဟိုတယ်ဆိုတာဘာလဲလို့အဲ့လိုမျိုးတွေအမ်ဆိုအနိုမဆန့်ပြချင်ဘူးပေါ့နော်လူကလူကကိုယ်လိပ်ပြကိုယ်လုံရင်ရပြီလို့ထင်တယ်အဓိကကိုယ့်ကိုယ်ကိုယုံကြည်ပြီးတော့ကိုယ်လိပ်ပြကိုယ်လုံနေဆိုရင်ပတ်ဝန်းကျင်ကိုအမ်ကိုကတော့ I don't care ပါယောက်ျားလေးတယောက်အနေနဲ့ဒီလိုမျိုး comment မဲ့နေဆိုရင်တော့ ဘယ်လိုပြောရမလဲလူကြီးလူကောင်းမပိတအောင်လို့ပဲပြောချင်တယ်နောက်ဆိုတော့ဒီလို comment တွေ reply မပြန်တော့ပါဘူးဟိုမယုံချင်တဲ့လူတွေကိုတကူးတကန်ရှင်းပြနေလို့လည်းလေမယုံမယုံလာမှာမဟုတ်ဘူးတချို့လူတွေကလေသူတို့တွေးချင်တဲ့ဘက်ကိုပဲတစ်ဖက်သက်ဆွဲပြီးတော့မရောက်ရအောင်တွေးတာနော်အဲအဲ့ဒီအပေါ်မှာလိုက်ပြီးတော့อืมဖြည့်ရှင်းချက်လည်းမပေးချင်ဘူးနော်ဟုတ်ဒါကပထမဆုံးနဲ့နောက်ဆုံးပါဘူးနော်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ ကိုအမြင်ကိုခံစားချက်ကိုအတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါအောင်ရှင်။ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေး